အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အစားအသောက်နဲ့ပတ်သက်ပြီးတော့ဘလော့လေးတစ်ခုရိုက်ခူးထားပါတယ်ဒါကျွန်တော်လှုပ်လှုပ်နေတဲ့မောကကျွန်တော်ဖုတ်ကော့စိုင်းဒီဇိုင်းဖြစ်ပါတယ်ဒီဇိုင်းလေးကအရင်အရသာရှိပြီးတော့စားလို့လည်းကောင်းမယ်ဟလားနေရာထိုင်ခင်းရလည်းအကျယ်ကြီးပဲတန်ရှင်းတည်တယ်လို့မျိုးကျွန်တော်ဒီဇိုင်းလေးကိုအမြဲတမ်းစားဖြစ်ပါတယ်ဒါကြောင့်မို့ဒီဇိုင်းလေးကိုကျွန်တော်ကျွန်တော်စားနေတဲ့ပုံစံဟလား ါတည်တတ်မှုတွေအင်းအမျိုးမျိုးတွေကျွန်တော်ဒီဥသာလေးဒီဗီဒီယိုလေးနဲ့မှတ်တမ်းတင်ထားပါတယ်ကျွန်တော်ကဗီဒီယိုဆုံးထိကြည့်ပေးကြပါအောင်နော်အော်ဒီဆိုင်ရဲ့စားတော့ပေရာမီနူးတွေကတော့ကျွန်တော်တို့မြန်မာဟင်းလျာအတိုင်းပဲဗျကျွန်တော်တို့ဒီမလေးရှားနိုင်ငံမှာဆိုရင် ကျွန်တော်တို့မြန်မာပြည်ကအစားအစာနဲ့အများကြီးဆင်တယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်ဒီဆိုင်လေးကိုအများအားစားဖြစ်ပါတယ် ျွန်တော်ကတော့အမြဲတမ်းစက်သားဟင်းနဲ့အမဲသားဟင်းကိုပိုးပြီးစားတယ်။ဒီမှာအတီးရွက်ကြော်လည်းရတယ်။ဟိုအမဲသားဆိုရင်တော်တော်လေးကိုပဲအောင်းနေပြလက်ရ။ဒီနေ့မှာတော့ကျွန်တော်မဲသားဟိုမရဘူးပေါ့ဗျာ။ဘာလို့ဆိုတော့ကျွန်တော်စားတဲ့ချိန်ကအစောနေတော့ဒီဆိုင်လေးမှာကျွန်တော်ဟိုသူ့အကန့်လေးနဲ့တူဘောနော်။ဒီစားတော့ဖွဲရကတကန့်။ဟောဒီဇက်ကတကန့်ပေါ့နော်။အချိုးပွဲတဲဘောကတကန့်။သူ့သူ့ဆိုင်လေးနဲ့တူအော်ရောင်းချတာရှိရပေါ့ ။ဒါကြောင့်မလို့ကျွန်တော်ဒီဇိုင်းလေးကို recommend ပေးပါရစေ။အကြပါအောင်ဒီနေ့မှာတော့ကျွန်တော်တယောက်တည်းစာပြေလုံးလို့ကျွန်တော်ဒီကျွန်တော်စားနေတဲ့ပုံစံလေးရမှတ်တမ်းနေတာပါကျွန်တော်အမြဲတမ်းစားပြေတာကတော့ကျွန်တော်ရဲ့တငယ်ချင်းရဲ့အမြဲတမ်းဒီဇိုင်းကိုထိုင်ပြပါတယ်အဘက်ကိုနှစ်ကျင်လုံးနေတော့ဗောနော် မင်းကတော့နိုင်ငံစားရယ်ကဲစားနေရာလေးကိုကြည့်ပြပါအောင်နော်အပြစ်လို့လဲဆိုတော့ဟိုမြန်မာပြည်ကိုအမေလက်ရာကိုတန်းတာလာလဲတန်းတာပေါ့ဒါပေမဲ့ဒီမှာလဲဟိုလက်ရှိရောက်နေတဲ့ဆိုင်အားလဲမြန်မာနိုင်ငံအစားအစာနဲ့ပုံဤလကောင်းဟလာတော်တော်လေးဆင်လို့မလို့တော်တော်လေးတော့စားကောင်းနေကြအမေသာဟင်းဆိုရင်တော်တော်လေးကိုပဲကောင်းနေကြစတားဟင်းတော်တော်လေးကိုကောင်းနေ ကျန်တဲ့ဆိုင်လေးကျွန်တော်ဝယ်စားဘူးရေဒီလောက်ကောင်းတဲ့လေရမတွေ့ဘူးရေအားကြောင့်မလို့ဒီဆိုင်လေးကိုကျွန်တော် recommend ပေးတယ်ပြီးတော့အခုစားနေတဲ့ဝယ်ရဘလောက်ကျတဲ့မယ်လို့ထင်လဲအဲကျွန်တော်ဝါတဲ့ပါမလေးရှားဝင်းကစ်30ပဲကျပါတယ်မလေးရှားဝင်းကစ်30ဆိုမြန်မာငွေနဲ့တွက်ရင်ဒီတပွဲက1000လောက်ပဲကျတယ်ပေါ့နော်1000လောက်ဆိုတဲ့ပမာဏကမြန်မာပြည်ကဟိုကျွန်တော်တို့အမင်းတပွဲကိုဘလောက်ရှိလဲဒီဗီဒီယိုရဲ့အောက်မှာ comment မှတ်ပေးဖို့ ကျွန်တော်မြင်တာရခံပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခေတ်ကာလအခြေအနေကမြန်မာပြည်မှာလည်းအစားအသောက်တွေကဈေးကြီးတယ်လို့လည်းကြားသိရပါတယ်။အဲဒါကြောင့်ဒီဗီဒီယိုအောက်မှာမဖြစ်မနေအာမြန်မာပြည်ရရှိတဲ့လူတွေကဘာလို့ဒီဗီဒီယိုကြည့်ခဲ့အာသမင်းတပွဲဘလောက်ရှိတယ်အဝါစားရင်ဘလောက်ကျွန်တော်ကတော့ဒါကျွန်တော်စားနိုင်ပုံနဲ့ဆိုရင်ဒီပွဲကအဝါစားလို့ပြောလို့ရတယ်။အောက်ဆိုကိုကြိုက်နေတဲ့လောက်ကြိုက်နေတဲ့လောက်ဟင်းနေအများကြီးချက်လို့ရတယ်ဟဲ့လား သူကဒီမှာကိုစားကျင်နေဟင်းပေါင်းစုံထည့်ပြီးမှပတ်သက်တောင်းတာပေါ့ဗျာအာဘလောက်ဘလောက်ကြာတယ်ပေါ့နော်ဟောစက်တားနဲ့ဆိုင်ရင်ဘလောက်ဆိုတော့တတ်မှတ်ထားပြီးမြဲအဒီရွဲ့စက်တားဟင်းဘာညာဟိုခုနငမိအကျက်ဘာညာထည့်ထည့်ပြီးတော့အကုန်လုံးစားမှတစ်စိဝါးလာလေးအဲ့လောက်ပဲကြာတယ်ဟောအဲ့လိုမဟုတ်အမဲသားနဲ့ဆိုင်ရင်၁၄ကျက်ပေါ့နော်၁၄ကျက်ဆိုတောင်းနေတာပေါ့မြန်မာဝင်တွေအဲ့လောက်ပါအားကြလိမ့်ဒီဗီဒီယိုဆောင်းကြည့်ပြီးဖို့ကျွန်တော်မြစ်တရရက်ခံပါတယ် ချက်တာသောင်းချက်တာမှန်ငံမင်းကြည့်တာလဲလဲဆက်လက်อืม